တို့ရဲ့ plan တွေကိုတိတိကျကျပြောပြတယ်ဒီနေ့ငါတို့လီဒူးမှာချန်ပီယံဖြစ်အောင်လုပ်တန်းတက်တာကိုတို့ကလိုချင်တာမဟုတ်ဘူးချန်ပီယံဖြစ်ကိုဖြစ်ရအောင်ဒီဝမ်းကိုတက်မယ်။တင်းတင်းတင်းဖြစ်အောင်တို့တီဆောက်မယ်။ဟိုတင်းတင်းနဲ့ညီတဲ့ဒီပတ်မိုးမှုတွေလည်းတို့လုပ်ပြီးတယ်။ ဩလက်ရှိဒီမြန်မာဘောလုံးလောကအခြေအနေကတော့ပြောမှလည်းအကုန်လုံးလည်းမြင်နေတိုင်းပဲလေဟိုဒီလိုသင်းတွေအများကြီးပေါ်ထွက်လာရင်လီစင်နဲ့တိုးလာမှာလီစင်နဲ့မြင်လာရင်၄၀ဆင့်တိုးတက်လာမှာအဲ့လိုပြောဟိုအချိန်ဟိုခုပြန်ကောင်းနေပါပြီတနေ့မှတနေ့ပြီးတော့တိုးတက်လာပေါ့ဒီကြောင့်ကိုဗစ်ပြီးတော့နောက်ပိုင်းမှာအားယုတ်သွားတာပေါ့ဒီကနားလဲချင်းဒီကအကျော်မှာတော့ရှန်ကုန်စီးနေအောင်နေဝင်းအစင်ရှိတဲ့ ောင်းပေါင်းကဝိနည်းကိုပေါ်ဝင်လာဖို့ဘောလုံးလောကရဲ့ဆင်နယ်လည်းမြင်တစ်စင်းတစ်စင်းတက်လာမှာ